မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှာရှိတဲ့ပြူစောတီစခန်းများကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်မှုအချိန်အရည်အတွက်ပေါင်းတထောင်ကျော်လုံဆောင်ခဲ့ရာအပြစ်မဲ့ပြည်သူ15ဦးသေဆုံးပြီးတော့အယောက်40ကျော်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2024ခုနှစ်အတွင်းမှာစုဖွဲ့လေးချင်မှုစတင်ခဲ့ခြင်းနဲ့အတူ2025ခုနှစ်ဖေဖော်ဝါရီလမှာ CDF KKG Major Operation စတင်ဖော်ဆောင်ခဲ့ရာ ကလေးနဲ့ကံကောကြောင်းမှာရှိတဲ့စစ်ကောင်စီအခြေဆိုင်စခန်းများဖြစ်တဲ့ကမ်းမနီစခန်းမှန်တော်အောင်တရအရှိအနောက်ပြူစောတီဆိုးမှုတဲ့ကြံသာရွာများကိုနှစ်လတာအတွင်းမှာဖျားရဲ့ကျေးဇူးတော်ကြောင့်အောင်မြင်စွာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီ CDF KKG Major Operation တစ်ခုလုံးကိုချင်းရဲမျိုးသားတက်မတော် CNA ကစစ်ရေးကုတ်ခဲ့ခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့မှာကလေးနဲ့ကံကောကြောင်းမှာရှိတဲ့စစ်ကောင်စီအခြေဆိုင်စခန်းများတဲ့က အခိုင်အမာဆုံးနဲ့အတောင့်တင်းဆုံးစခန်းတစ်ခုဖြစ်တယ်။ကမ်းမဏီစခန်းကို၎င်းအဲ့ဒီနောက်မှာတော့ဖေဗူလာ15ရက်နေ့အထိကလေးတောင်ပိုင်းမှာရှိတယ်။မှန်တော်ရွာနဲ့အောင်သာရွာအနောက်မှာရှိတယ်။စစ်ကောင်စီအခြေကုတ်စခန်းများကိုဆက်လက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ကမ်းမဏီစခန်းသိမ်းတိုက်ပွဲမှာမဟာမိတ်တပ်များအနေနဲ့ CNA, CDF ဟာခါ CDF ထန်တလန် CDF, CDM, CN, ABSDF ရောဒေတာလွတ်မြောက်ရေးတပ်ပေါင်းစု CDF စံတန်းနဲ့၎င်းညီနောင်အစရှိတဲ့အဖွဲ့များပူးပေါင်းပါဝင်ခဲ့ပြီးတော့မှန်တော်အောင်သာယာအရှိအနောက်မှာရှိတဲ့စစ်ကောင်စီအခြေစိုက်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်မှုမှာ PDF Varcourt AKDF တို့ကနေနေရှင်းလင်းရေးထိန်းချုပ်ရေးခုခံကာကွယ်ရေးတို့မှာပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ကမ်းမားနေမှန်တော်အောင်သာယာတိုက်ပွဲများနဲ့အတူစစ်ကောင်စီကပြည်လဲထိုးစစ်ဆင်မှုစုစုပေါင်း16ချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်မြေပြင်နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခြေရွာများကိုအကြမ်းစစ်ကောင်စီဘက်က Jet Fighter နဲ့112 18 အစရှိတဲ့လေချောင်းဘုံကျဲတက်ခတ်မှုအချိန်ပေါင်းတထောင်ကျော်ပြုတ်လုခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးစစ်ကောင်စီတပ်ရဲ့လေချောင်းတက်ခတ်မှုအတွင်းမှာပြည်သူပိုင်းစေးရုံများစာတင်ကျောင်းများတာသနိကအစအုပ်များနဲ့ပြည်သူပိုင်းနေအိမ်များစုစုပေါင်း60ကျော်ထိကပ်ပျက်စီးခဲ့ကကျေးရွာပေါင်း12ရွာကျော်ကပြည်သူပေါင်း2000ဝန်းကျင်ဟာလည်းတိမ်းရှောင်ခဲ့ရပြီးတော့တချို့တဝက်ကျော်ဟာယခုချိန်ထိတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ် လေးချောင်းတက်ခိုက်မှုအတွင်းမှာအပြစ်မဲ့တဲ့ပြည်သူ15ဦးထက်မနည်းသေဆုံးခဲ့ရပြီးတော့ဒဏ်ရာရတဲ့ပြည်သူစုစုပေါင်းအယောက်40ကျော်ရှိတယ်လို့သိရပါဗျ။အေပီလ17ရက်နေ့မနက်အစောပိုင်းမှာပြူစောတိတွေစိုးမိုးတဲ့ကြံသာရွာကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမွန်လွယ်ပိုင်းမတိုင်မီမှာအပိသက်သိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ့်တိုက်ပွဲအတွင်းမှာမဟာမိတ်အင်အားစုများအနေနဲ့ CNA, CDF Tandala, CDF CDMC, ABSDF, Handawari Pagapha, MCR, PDF Vakot ကလေးတောင်ပိုင်းတော်လိုင်းအင်အားစုအဖွဲ့များပူးပေါင်းပါဝင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမျိုးတောင်ဖီလာရက်ကွက်နေမီကိုနေပြီးတော့ဝန်ထမ်းအင်အားမှာဘုံပေါက်ကွဲပြီးတော့ကလေးငယ်နှစ်ဦးပွဲချင်းပြီးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကလေးငယ်နှစ်ဦးဟာဝန်ထမ်းအင်အားနေအိမ်ခြံဝင်းထဲမှာစော့ကစားနေတဲ့အချိန် ဘုံပေါက်ကွဲတာဖြစ်ပြီးတော့ပွဲချင်းပြီးတေဆုံးသွားတယ်လို့ကလေးမျိုးဒေသခံတို့ကပြောပြထားပါဗျ။သူတို့ကအိမ်ထဲမှာစော့နေကြတာသူ့အမေကနှမ်းခေါ်သေးတယ်ပေါက်ကွဲဆံကြားလို့အိမ်အိမ်ပြင်ကိုထွက်ကြည့်လိုက်တော့မှကလေးတွေကအသားတွေဒစစီဖြစ်သွားတယ်လို့ဒေသခံတို့ကပြောပြထားပါဗျ။တေဆုံးခဲ့တဲ့ကလေးငယ်နှစ်ဦးဟာညီကိုတော်ဆက်ကြသူတွေဖြစ်ပြီးတော့အကြီးဖြစ်သူကအသက်9နှစ်အရွယ်ဖြစ်ပြီးအငယ်ဖြစ်သူက အသက်၃နှစ်သားရှိသေးတယ်လို့ဆိုပါတယ်။ကလေးငယ်နှစ်ဦးဟာနေအိမ်ရဲ့အနီးနားမှာရှိတဲ့ဘုံကိုစော်ကစားမိရာကနေပြီးတော့ပောက်ကွဲပြီးတိမ်ဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်ဝန်ထမ်းအိမ်ရာဟာစစ်အုပ်စုတပ်ဆွဲထားတဲ့ဂိတ်နဲ့အနီးဆုံးရှိတဲ့ရပ်ကွက်တစ်ခုဖြစ်ပြီးတော့အခုလိုမျိုးနေအိမ်အနီးနားမှာဘုံရှိနေတာကိုမိသားစုဝင်တွေကမသိသလိုဘဲသူဘဲဝါကလာရောက်ထားသွားလဲဆိုတာကိုလည်းမသိရဘူးလို့ဒေသခံတွေကပြောပါတယ်။ ဘုံကဘသူကလာထားတာလဲတော့မသိဘူးစစ်တပ်ကထောင်တာလားပြည်ထောင်ကထောင်တာလားမသိဘူးအဲ့ဒီနေရာကတော့စစ်တပ်ပဲရှိတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်ကလေးမြို့မှာတော့စစ်ကောင်းစီအုပ်စုတွေကဘိုးချုပ်လန်းတူနာပြုတ်တင်တန်းကြောင်ကလေးကလေးဝလန်းကလေးကံကောလန်ကလေးတီးတိမ်ဖလန်ကားလန်တွေကိုပိတ်ဆို့ဆစ်ဆင်းနေပြီးတော့လုံခြုံရေးတွေတင်းကျပ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်ကလေးမြို့မှာတော့အာနာသိမ့်ပြီးတဲ့နောက်မှာအချက်မဲ့စစ်တပ်တွေကတပ်ဖြတ်လို့တေဆုံးသူအရက်သားပြည်သူ 450ကျော်ရှိတယ်လို့ကလေးမျိုးတော်လိုင်းအင်အားစုတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမဦးပင်မြို့နယ်မှာတကြံရေဆော့ကစားရာကနေစိုင်းကယ်ဟန်ချက်ပြတ်ပြီးတော့စိုင်းကယ်တိမ်းမောက်ပြီးကိုဝင်းဆောင်အမျိုးသမီးတဦးတေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုအေပီလ15ရက်နေ့တကြံအချက်နေမှာဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မအူပင်မြို့နယ်ရွှေတောင်မော်ရွာမှာမနေ့ကမနက်9:00နာရီဝန်းကျင်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့စိုင်းကယ်စီးလာတဲ့ကိုဝင်းဆောင်အမျိုးသမီးကိုလမ်းပေါ်မှာရေကစားနေကြသူများကရေနဲ့လှမ်းပတ်ရာစိုင်းကယ်တိမ်းမောက်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံများကပြောဆိုထားပါတယ်။ကလေးတွေကရေနဲ့မျက်နှာကိုပတ်လိုက်တော့စိုင်းကယ်ကဟန်ချက်ပြတ်ပြီးတစ်ဖက်လမ်းပေါ်ကိုရောက်လာတော့ဒီဘက်ကလာတဲ့ကားနဲ့တိုက်မိပြီးတော့ဆုံးသွားတယ်လို့သိရတယ်။ ်ကောင်မလေးကအသက်20ကျော်ပဲရှိသေးတယ်ကိုဝင်နှစ်လရှိနေပြီလို့ဒေသခံတအုပ်ကပြောပြထားပါတယ်ဆိုင်ကယ်တိမ်းပေါက်ကတစ်ဖက်ရင်ကြောကကားနဲ့တိုက်မိပြီးတဲ့နောက်ကိုဝင်ဆောင်အမျိုးသမီးဟာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်ရေပတ်တဲ့သူတွေကတော့အမှုဖွင့်ထားလားမဖွင့်ထားလားတော့မကြားမိဘူးသာပနာကတော့တကြံဆိုတော့ညမအယူအယချက်ချင်းလောက်ရတာပေါ့အမှုကိစ္စနဲ့ပတ်သက်ပြီးတော့လေသူတို့မိသားစုကိုမမေ့ရသေးဘူး သူ့အမျိုးသားကတော့တော်တော်လေးကိုစိတ်ထိကနေတယ်လို့မိသားစုနဲ့နှိဆက်သူတို့ကရှင်းပြထားပါတယ်။ရေပတ်ခံရမှုကြောင့်ဆိုင်ကယ်တိမ်မောက်ကလူသေးဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်သုံးဆွဲသူများကဝန်ထဲကြောင်ရေးသားထားကြပြီးတော့စီကမ်းမဲ့ရေကစားမှုအပေါ်မှာလဲစောက်တော်သားတွေကိုဝေဖန်ထားကြတယ်လို့သိရပါတယ်။ဆိုင်ကယ်တိမ်မောက်ကတည်ဆုံးခဲ့တဲ့အမျိုးသမီးရဲ့နာရေးကိုတော့ဒီကနေ့ညနေ3:00မှာပြုတ်လုပ်မယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာခရိုင်အရာတော်မြို့နယ်ကချေးရွာတရွာကိုဒီကနေ့ဒကြံအတက်နေမနက်ပိုင်းမှာအချက်မဲ့ဆက်တက်ကတိုက်လေရင်နဲ့ဘုံလေးလုံးကျဲချတတ်ပြတ်ခဲ့တဲ့အတွက်ဒေသခံပြည်သူတွေထိခိုက်သေးဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အေပီလာ16ရက်နေ့မနက်9:00နာရီဝန်းကျင်မှာအရာတော်မြို့နယ်တောင်ပိုင်းအရာတော်နဲ့မုံရွာအဆက်ကရွာတရွာကိုဘားတိုက်ပွဲမှာမရှိဘဲနဲ့အချက်မဲ့တတ်တတ်စစ်ကောင်စီအုပ်စုကမန္တလေးတရဦးကနေတက်လာတဲ့ Jet Fighter တိုက်လေရင်နဲ့၄ချိန်ဘုံကျဲတတ်ပြတ်ခဲ့တယ်လို့သိရပါဗျ။ ဂျက်ဖိုက်တာနဲ့ကိုဘုံလာကျဲတာဗျာအထိကိုက်တွေရှိပါတယ်လို့ဒေသခံတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်ဘုံကျဲပြီးတဲ့နောက်မှာဇက်တိုက်စိုးသလိုအရာတော်မျိုးစခတာ30ခေါ်စစ်အခြေခံလေ့ကျင့်ရေးတပ်ကနေလဲဟောဝဇာလက်နဲ့ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စစ်အုပ်စုကတိုက်လေရင်နဲ့ဘုံကျဲလက်နဲ့ကြီးတွေနဲ့ထုလို့ဒေသခံပြည်သူတွေအနေနဲ့ကြံတချင်းဖွင့်လာတွေကိုရန်နာပြီးတော့လေချောင်းတံကိုနားဆွင့်ကြဖို့အရာတော်မြတ်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကဖကသတိပေးထုတ်ပြန်ထားပါတယ်။ကြံကာလဖြစ်တဲ့အတွက်စောင်းပေါက်အတံများကိုရန်နာထားပြီးတော့လေချောင်းအန်ဒီရဲ့လ လက်နက်ကြီး NDA တွေကိုဂရုစိုက်ကြဖို့အတွက်တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခမားလို့ပြောပြထားပါတယ်အချက်ဖတ်စစ်တပ်ဟာတချံကာလာအတွင်းမှာလည်းလုံးဝမနာပဲနိုင်ငံတော်အလုံးမှာလေကြောင်းကနေဘုံကျဲတပ်ဖြတ်တာတွေကိုကျူးလွန်နေကြောင်းသတင်းရရှိပါတယ်ခမားဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရန်ကုန်တိုင်းအေးစိန်မြို့နယ်ကခရက်ကွက်မှာလူငယ်များကိုစစ်မှုထမ်းမလားဒါမှမဟုတ်ပတ်စံပေးပြီးတော့လူစားထုံးမလားဆိုပြီးတော့တအိမ်တော်ကိုငွေကျပ်9000ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကလာတိုင်းလိုလိုကောက်ခံနေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဧပြီလ6ရက်နေ့မှာအင်းစိန်မြို့နယ်ကခရက်ွက်မှာစစ်မှုထမ်းဆိုင်ရာအစည်းအဝေးတရက်ဆင့်ခေါ်ခဲ့ပြီးတော့အခုလအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထမ်းအပတ်စဉ်ဆက်နှစ်အတွက်လူငယ်များရွေးချယ်ရန်မဲနိုင်မဲဖောက်တဲ့ဆက်နှစ်များကိုအသုံးပြုမှာလားဒါမှမဟုတ်ငွေစုပြီးတော့လူစားထိုးတဲ့ဆက်နှစ်ကိုအသုံးပြုမှာလားဆိုပြီးတော့အုပ်ချုပ်ရေးမှူးကမေးမြန်းလာတယ်လို့သိရပါဗျ။အကယ်၍လူစားထိုးတဲ့ဆက်နှစ်ကိုအသုံးပြုမယ်ဆိုပါက ပတ်စံပေးရမယ်ဆိုပြီးတော့ပြောဆိုနေတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့ကခရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကဧပြီလ9ရက်နေ့မှာအိမ်အောင်စုတစုကိုငွေကျပ်9000လိုက်လံကောက်ခံနေတယ်လို့သိရပါဗါတယ်အခြားသောလမ်းတွေမှာလည်းစစ်မှုထမ်းခြင်းအဖြစ်နဲ့တလကိုအိမ်အောင်စုတစုကိုငွေကျပ်1000ခွဲကနေပြီးတော့2000ဝန်းကျင်သာကောက်ခံနေတော့လေကခရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကတော့အိမ်အောင်စုတစုကိုငွေကျပ်9000အထိတိုးမြှင့်ပြီးတော့ကောက်ခံလာတယ်လို့သိရပါဗါတယ်အစည်းအဝေးတွေမှာလူငယ်တွေကိုမဲနိုင်တဲ့ဆက်နဲ့တုံးပါလား အစားထိုးလူစားထဲမှာလာလို့စပြီးတော့ပြောပါတယ်ပြည်သူတချို့ကလည်းသူတို့သားသမီးကိုသားသမီးမဲနိုင်လို့ပောက်သွားကြရင်စိတ်မကောင်းဖြစ်ကြမယ်လေရှေ့ပတ်စံတွေကတခြားလမ်းတွေမှာလည်းအုတ်ချုပ်ရေးမှုရဲ့အစီအစဉ်နဲ့လူစားထိုးလို့ရတယ်ဆိုလို့လူစားထိုးမယ်ပဲပြောကြတာပေါ့အဲ့ဒီမှာအုတ်ကြီးကလူရှာဆိုရင်သူရှာပေးမယ်အစားထိုးဖို့အတွက်ငွေတော့သူမကောက်ဘူးသူမကင်ပါဘူးပေါ့ရမီရဖာတွေပဲလောက်ပါဆိုပြီးတော့အေပီလာကိုရဲ့နေမှာတအိမ်ကို9000ထည့်ဖို့လိုက်ကောက်တယ်9000ဆိုတဲ့ပမာဏကများလွန်လာပါတယ်တခြားလမ်းတွေမှာ1000ခွဲ2000လောက်ပဲထည့်ရတာ ကိုမထက်ရင်ကိုအိမ်ကိုပြဿနာရှာမှာဆိုလို့ထဲ့လိုက်ရတယ်လို့ကခရက်ွက်ကပြည်သူတို့ကပြောပြထားပါတယ်လက်တလုံးမှာအင်းစိန်မြို့နယ်မှာလူငယ်များကိုညာပိုင်းအုပ်ချုပ်ရေးမှုနဲ့ရဲတပ်ဖွဲ့တွေကပေါ်တာဆွဲဖမ်းဆီးမှုများအစီအစစ်ဆေးဖမ်းဆီးမှုများနဲ့စစ်မှုထမ်းရန်ဆင့်ခေါ်မှုများများပြားလာနေတယ်လို့အင်းစိန်မြို့နယ်ကပြည်သူများကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ